ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Flat Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးမှာကတော့တိုင်းဆရာဆရာတက်တဲ့ရေးတက်ထားတဲ့နိုဝင်မမြောက်တန်းဆိုတော့စိတ်ဝင်စားဖို့ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်ခင်ဗျာဒီစီစီလေးမစတင်ကလေးမှာကျွန်တော် Flat Entertainment Channel ကို Subscribe လုပ်ပေးဖို့မြစ်တာရက်ခံတောင်းဆိုပေးရစီခင်ဗျာ အတိတ်အထည်တင်သမျှကိုလည်းမလွတ်တမ်းငါတော့တာစင်နိုင်ဖို့ subscribe ဘေးမှာရှိတော့ခေါင်းဆောင်လေးကိုလည်းနှိပ်ပေးသွားပါအောင်လို့ထပ်မံတောင်းဆိုပါရစေ။နဝယ်မမြောက်တန်ရောက်ပြန်လေထားချင်ပေါ့ဗျာကျုပ်တို့အညာမှာအေးတက်ကလေးစပြီးဝင်လာပြီဗျာ ဒီလောက်အေးုံနေတော့ကျုပ်တို့အညာသားတွေကမလို့တဲ့မွေးကြသေးပါဘူးဗျာ။မြောက်လေကလေးတစ်ချက်တစ်ချက်ဖြူးသွားတော့စိတ်ထဲမှာလန်းဆန်းသွားတော့တာပေါ့ဗျာ။ဟဲ့ကောင်တက်တီငါမျိုးစောင့်ကြရကွာ။ဘာတကကျုပ်ကိုတမပင်အောက်ကနေစောင့်ကြရဗျာ။ဒီကောင်ကျုပ်ကိုတနည်းအားကစောင့်ပြီဆိုရင်တော့အကြောင်းတစ်ခုရှိပြီပေါ့ဗျာ။ဘာတဲ့ကိစ္စရှိလို့လား။အေးရှိတယ်ကွာ။ညကငါအိမ်မက်တစ်ခုမက်တယ်။အင်း ဘာရမဲ့လို့တော့အိမ်မက်ထဲမှာကောင်မလေးတယောက်နဲ့စကားပြောနေကြကွာဟာငါကောင်တဲဟုတ်ပါလားအေးစကားပြောရတာပြောရတာပါကွာအဲ့ဒီကောင်မလေးပြောတာကိုပဲငါကနားထောင်နေရတာပါအဲ့ဒီကောင်မလေးအချော့လားကွာဟာတော်တော်ကိုချော့တာကွာတတိယအသားဖြူဖြူလေးနဲ့မျက်ကုံးလေးတွေကနဲ့နေတာမျိုးလုံးလေးတွေကလည်းဝိုင်းဝိုင်းလေးတွေနဲ့စကားပြောတဲ့အခါနှာခမ်းလေးတွေလှုပ်တာကွာချစ်စရာကောင်းနေကြကွာ ခေါင်းကစပင်ကအရှိကြီးကနောက်ကိုဖြန့်ချထားတာတရောင်ဝေးလောက်ရောက်တယ်။မင်းကွာတော်တော်လှတာပါတာတရား။ဗတ်ရဲ့မျက်နှာမှာခက်ဆားမှုအီယောင်တွေတွေ့နေရတယ်လို့ပဲဗျ။ကျုပ်အံ့ဩသွားတယ်။ဗတ်ရဲ့လူကောင်းမှာဘာခံစားချက်မှရှိမှာမဟုတ်ဘူးလို့ထင်ထားတာ။ဗတ်ရဲ့မင်းကလေအိမ်မထက်မှာတွေ့တဲ့ကောင်းမလေးတော်သတိရနေတယ်လို့ပါလား။ကျုပ်ကပြောလိုက်တော့ဗာတီကပြန်ပြန်သတင်းနဲ့ပြန်ပြောတာဗျ။ဟာ အဲ့လိုမဟုတ်ပါဘူးကွာတတရနေအောင်ဗတ်တရအဲ့ဒီအိမ်မက်ထက်ကကောင်မလေးချော့ချော့လေးကအဝိစားမပါဘူးလားဟာကွာမင်းကလေအဝိစားမပါပဲနေမလားကွာတတရမသိဘူးလေကွာမင်းပြောတဲ့အထက်မှာဘာဝိထားရဲဆိုတော့မပါဘူးလေကွာအပေါ်ကအင်ကြီးကရင်ဖုံးအင်ကြီးကွာအယောင်ကအနဲ့အောင် အောက်ကထမိန်ကလည်းအနဲ့ပဲကွာသူ့အသားဖြူဖြူလေးနဲ့အနဲ့ဝတ်ထားတော့ပိုးပြီးထင်းနေတာပေါ့ကွာကျုပ်ကခေါင်းညှိပြလိုက်တယ် ဒါနဲ့အိမ်မက်ထဲမှာမင်းကိုဘာတွေပြောလို့တုံးမြို့စုံကအိမ်ပြက်ကြီးရှိတဲ့ချမ်းဝင်းကြီးကိုမေးသိရင်မို့လားအေးမြို့အရှိဘက်ကချမ်းကြီးပြောတာမို့လားတိုက်ပြက်ကြီးတုံးလည်းရှိရလေတရေချောက်တယ်ဆိုပြီးဘယ်သူမှမတော်ဝင်တဲ့ချမ်းကြီးလေကွာအေးဟုတ်တယ်အဲ့ဒီချမ်းကြီးရှိမှသူနဲ့ငါနဲ့တွေ့တာကွာသူကပြောတယ်နင့်နာမည်ဘာတင်မို့လားလို့ငါ့ကိုစပြီးမေးတာအေးဟုတ်တယ်လို့ငါကပြောတော့အဲ့ဒီကောင်မလေးကပြန်ပြောတယ်ကွာဘာတည်းရေနင်ငါ့ကိုခဲ့ပါ နေနဲ့နေတဲ့ငယ်ချင်းကရင်ငါလွတ်မှာပါဒါနဲ့ငါလဲနေအခုဘာဖြစ်နေလို့ရုံးလို့မေးတော့ဒီချမ်းကြီးတဲကမကြီးပင်ကြီးတဲမှာငါပိတ်မိနေတယ်ဆရာတဲကငါကိုသူ့ပညာနဲ့အနိုင်ကျင့်ပြီးဖတ်ထားတာတဲ့ဒါနဲ့ငါလဲဟမ်နေကဘာမလို့ရုံးလို့ငါကအံ့ဩပြီးမေးလိုက်တော့အဲ့ဒီကြောက်ကြောက်ကောင်းမလေးကပြောတယ်ကွာအဲ့ဒီအကြောင်းလေးနောက်တော့ငါပြောပြပါမယ်ဟာငါကိုသာအရင်ကဲဖြစ်ပါတစ်ပင်ထဲမှာငါနေရတာတော်တော်ကိုဒုက္ခရောက်နေလို့ပါ ။ငါ့ကိုဘယ်မှမသွားနိုင်အောင်လှုပ်ထားတာပါဗတ်တီရဲလို့ပြောပြီးတော့အဲ့ဒီကောင်မလေးကငုံနေတယ်ကွာ။ငါလည်းတော်တော်ကိုစိတ်မကောင်းဖြစ်သွားတာပါကွာ။ဗတ်တီရဲ့စကားဆုံးတော့ကျုပ်ကမေးလိုက်တယ်။အဲ့ဒါဆိုရင်ငါတို့ကဘာလုပ်ပြရမှာတော့။အေးဒီလိုကတတရ။ तू ကပြောတယ်။အင်ကြီးရဲ့တောင်ဘက်ကမကြီးပင်ကြီးမှာတန်ကိုချက်ရိုက်ထားတယ်။အဲ့ဒီတန်ချောင်းတွေကိုနှုတ်ပြလိုက်ရင်ငါလွတ်မြောက်သွားမှာပါတဲ့။ဟုတ်လားကွာ။ဟာဒီလောက်ဆိုရင်တော့လုတ်ပြနေမှာလေကွာ။ ဒါနဲ့ဘယ်ချိန်လုတ်ပေးရမှာလဲလေအေးအဲ့ဒါလေ तू ပြောတယ်ကွာနေဘက်ဆိုရင်လုတ်လို့မရဘူးတဲ့ညဘက်မှာရမှာမနေ့ကညဆိုရင်လာပြီညပဲမနေ့ကညက7နှစ်တိတိမှာတန်ကိုကြောက်ကိုနှုတ်ပြပါတယ်နင်တို့မှာဘာအနေမှမရှိစေရပါဘူးတဲ့ဒါနဲ့ငါလည်းကောင်းပြီငါနဲ့50ငွေချင်းလာခဲ့မယ်ပြီးရင်အဲ့ဒီတန်ချောင်းတွေကိုတချောင်းမကျန်နှုတ်ပေးမယ်လို့ငါပြောလိုက်တော့ကောင်မလေးကပြပြတဲ့နဲ့ပြန်ပြောတယ်ကွာအေးဘာပြောတာတုံးကွာ တန်တွေကိုနှုတ်ရင်အစင်တိုင်းနှုတ်ရမှာလေကွာအောက်ဆုံးတန်းသုံးချောင်းကိုစပြီးနှုတ်ရမှာဘယ်ဘယ်ဆုံးအချောင်းကစပြီးနှုတ်ရမယ်တဲ့တတန်းပြင်းနောက်တတန်းကိုနှုတ်တက်ကွာဘယ်ဘယ်အချောင်းကကြီးပဲစနှုတ်ပါတဲ့ဒါနဲ့ငါလည်းဘယ်လိုဘယ်ဘက်တုံးလို့မေးတယ်ကွာအဲ့တော့ तू ကနင်းရဲ့ဘယ်ဘက်ကိုပြောတာလေဘာတရေတဲ့ပြီးတော့ဒါဆိုရင်ငါနင်းတို့ကိုမျောနေမယ်နော်တဲ့ဒါနဲ့ငါလည်းအေးပါစိတ်ချပါငါတို့ဆက်ဆက်လာခဲ့မယ်လို့ငါကသူ့ကိုဂရီပေးလိုက်တယ်ကွာဘာတရမင်းရလဲ အိမ်မက်ပဲကွာမက်ကျန်မက်မှာပေါ့ကွာဟာမဟုတ်ဘူးကွာတရီရအဲ့ဒီအိမ်မက်ကိုညက၅၃ငါတောင်မက်တာညာဦးတခါညလည်းတခါမိုးလင်းကန်နေတခါကွာအေးဒီလိုဆိုရင်တော့ထူးတော့ထူးတာပဲဗတ်တရီကျုပ်ကစဉ်းစားနေပြီးမှထပ်ပြောလိုက်တာဗျာဟာဒါလွယ်ပါတယ်ကွာဒီနေ့ကမုံစင်းကြောက်စင်းတဲ့အချိန်မင်းနဲ့ငါနဲ့အဲ့ဒီခြံကြီးတွေကိုတွတ်ကြည့်မယ်ကွာမဲအိမ်မက်ထဲကမကြည့်ပင်ကြီးတကယ်ရှိလားမရှိဘူးလားကြည့်ကြပါဦး ရှိတယ်ဆိုရောကွာဟာဘာထည့်ရလဲကွာအဲ့ဒီမကြီးပင်တကယ်ရှိတယ်ဆိုရင်မင်းအိမ်မက်ထဲကကောင်းမလေးပြောတဲ့တန်ကိုเจ้าကိုမကြီးပင်မှာရှာကြည့်ရမှာပေါ့ကွာအေးဟုတ်သားပဲတန်ကိုเจ้าတကယ်တွေ့တယ်ဆိုရင်တော့လာပြညမှာတွားခဲ့ကြတာပေါ့ကွာအေးကောင်းတယ်ကွာမင်းပြောတာကောင်းတယ်မူစာကြောင်းစင်းတဲ့အချိန်မှာမင်းနဲ့ငါနဲ့အဲ့ချန်ကြီးတို့တွားကြည့်ကြမယ်ကျုပ်တို့เนี่ยစကားကောင်းနေတော့မှပဲကြောက်တဲ့ခေါင်းလောင်ထိုးတော့တယ်အတန်းတွေကိုဝင်ခဲ့ကြတယ် နေလေမူစားចောင်းလွတ်တန်းနဲ့ဗာတိနဲ့ကျုံနဲ့မြို့အရှိဘက်ကိုတုတ်ချစ်တင်ခဲ့ကြတာပေါ့ဗျာတကယ်တော့ခြံကြီးကတရေချောက်တယ်လို့နာမည်ဆိုးနဲ့ကြောနေတဲ့ခြံကြီးဗျပတ်ရှင်တွေကလည်းဘယ်တော့ကလေးကဘယ်လိုပြောင်းသွားမှန်းတော့မသိကြဘူးတဲ့ခါဟာပွင့်နေတဲ့ခြံတကားကိုတွန်းပြီးကျွတ်လို့နေရဝင်ခဲ့ကြတယ်တန်ကြီးတွေတက်နေတဲ့ခြံတကားကြီးကကျွီးဆိုပြီးအတန်ကြီးမီးသွားတယ်ဗျခြုံတွေကြားတဲ့ကနေတိုးပြီးကျွတ်လို့နေရဝင်ခဲ့ရတာဗျတကားတွေပြုတ်ကျနေတဲ့အင်ကြီးတဲကိုကျုပ်လန့်ကြည့်လိုက်တယ် ပျက်စီးဟောင်းနှံနေတဲ့ထိုင်ကုန်သုံးလေးလုံးကိုတွေ့ရတယ်ဗျာအိမ်ကြီးရဲ့တောင်ဘက်ကိုဘတ်တစ်ကတန်းသွားတယ်ဗျာကျုပ်လဲဘတ်ရဲ့နောက်ကလိုက်ရတာပေါ့ဗျာဟာဟိုမှာကွာမကြည့်ပင်ကြီးတော့တကယ်ရှိရဲ့ကွာဘတ်တစ်ကတုံးနဲ့ရက်ပြီးပြောလိုက်တာဗျာကျုပ်လဲရက်ပြီးမကြည့်ပင်ကြီးကိုကြည့်လိုက်တယ်လူနှစ်ဖက်လောက်ရှိတဲ့အပင်ကြီးဗျာအကိုင်းခဲနဲ့အရွက်တွေကလည်းစိမ့်မိုက်နေတာဗျို့ဘတ်တစ်ကမကြည့်ပင်ရစ်စီကိုဆက်သွားပြီးတန်ကြောင်းတွေရိုက်ထားတာဟုတ်မို့ကြည့်လိုက်တယ် ဒီမှာကွာတန်းချောင်းတစ်ချောင်းတန်းနဝင်လေးပဲပေါအောင်ရိုက်သွင်းထားတယ်တန်းချောင်းမဲမဲတစ်ချောင်းကိုဗားထိတ်ကပြတယ်ကျုပ်ကအဲ့ဒီတန်းချောင်းရဲ့ဘေးဘက်တွေကရင်းကြီးတွေကိုဒုံလေးနဲ့ချိလိုက်တော့နောက်ထပ်တန်းချောင်းတို့ရဲ့နပွင့်တွေပေါ်လာတယ်ဗျတန်းတွေကိုတဆုံရိုက်သွင်းထားတာဗျဟောတစ်ချောင်းနောက်တစ်ချောင်းအပေါ်မှာလည်းနှစ်ချောင်းဟာတွေ့ပြီဗျို့တန်ကိုးချောင်းစလုံးတွေ့ပြီတန်ကိုးချောင်းရိုက်တာဘုံကအောက်ဆုံးက၃ချောင်းတထန် သုံးချောင်းရဲ့အပေါ်မှာနှစ်ချောင်းတန်းတန်းနဲ့နှစ်ချောင်းရဲ့အပေါ်မှာကြာတချောင်းစီထပ်ပြီးရိုက်ထားတာဗျာကျုံနဲ့ဘာတိလဲတန်းတွေပေါ်မှာအုပ်နေတဲ့ရင်းကြီးတွေကိုချစ်ပြပြီးရှင်းလိုက်တယ်ပြီးတော့မကြီးပင်အောက်ကခြုံတွေကိုလည်းရှင်းပြခဲ့တယ်ဒါမှကျုပ်တို့ညဘက်လာတဲ့အခါအဆင်ပြေပါလိမ့်ဗျာပြန်ထွက်တော့လေဝင်လဲထွက်လန်ကောင်းအောင်ခြုံတွေကိုနှုတ်ပြီးရှင်းခဲ့သေးတယ်ဗျာမကြီးပင်နဲ့တွေ့ပြီးတန်းကိုချောင်းနဲ့တွေ့ပြီလေဗျာဒီတော့လာပြီညမှာကျုပ်တို့လာပြီးတန်းတွေကိုနှုတ်ပြီးရတော့မှာပေါ့ ကျုပ်တငယ်ချင်းဘာတစ်ကအိမ်မက်ထမ်းမှငိုပြီးအကူကြီးတောင်းတဲ့ကောင်မလေးကိုတိတ်ပြီးတနာနေတာလေဗျာကျုံနဲ့ဘာတစ်ကြောင်းပြန်ရောက်တော့ကြောင်းတက်ခေါင်းလောင်ထိုးနေပြီဗျာကျုပ်တို့မြောက်ကဘာမှုမှမစားလိုက်ကြရတော့ဘူးကျောင်းစင်းတော့ဘာတစ်နဲ့ကျုံနဲ့အိမ်ကိုချက်ချင်းမပြန်ပဲဒေါ်ကြီးအကျော်ဆိုင်မှာခဏထိုင်ရတယ်ပြီးတော့နေ့လည်ကချန်ပြက်ကြီးတဲ့ကိုသွားတဲ့ကိစ္စပြန်ပြောပြကြတယ်ငါအစတော့ကမိအိမ်မက်ကိုတကယ်လို့မထင်ဘူးဘာတစ်ရသွေးလေးချက်ချပြီးမတ်တယ်လို့ပဲထင်ခဲ့တာ အေးကွာပထမဆုံးတစ်ခါမှတော့ငါလည်းမင်းလိုပဲထင်မိတာပဲတတရဒုတိယတစ်ချိန်မှတော့သူကြတယ်လို့ထင်လာတယ်ဒါပေမဲ့မိထားပြီးပြန်အိတ်လိုက်တာပါပဲကွာမိုးလင်းကနီမှာတတိယချိန်ထက်မှတော့မှငါယုံသွားတာကွာဒါဟာအိမ်မက်တက်တက်မဟုတ်နိုင်ဘူးလို့တော့တွေးလိုက်မိတယ်နေ့လည်ကတကယ်ဟုတ်မဟုတ်ကိုသွားကြည့်လိုက်တော့မှမကြည့်ပြင်ရောရိတ်ထားတဲ့တန်ချောင်းတွေကိုတွေးလိုက်တော့ငါအိမ်မက်ဟာတယောက်ယောက်ကပေးတဲ့အိမ်မက်ဆိုတာတိသွားတာပေါ့ကွာအေးကွာ ဒါနဲ့ငါစဉ်းစားနေတာဗတ္တရငါတို့တခုခုမှားသွားမှာကိုစိုးရင်တာဟေးဘာလို့မှားသွားမှာတော့ကွာတတရဒီလိုကွာမိအိမ်ထဲမှာတွေ့တဲ့ကောင်းမလေးချော့ချော့လေးဆိုတာလူတော့မဖြစ်နိုင်ဘူးလေကွာတရေလားတစီလားစုံးမလေးလားတခုခုပဲမဟုတ်လားကွာသူ့ကိုဘာအတွက်နဲ့တစ်ပိနဲ့ထက်ပြီးပိတ်လုံထားရလဲဆိုတာစဉ်းစားစရာကွာဟာတတရလေတချို့အောက်လန်းဆရာတွေကတင်းမလေးတွေကိုခိုက်တက်စေတတ်တယ်ကွာ အဲ့လိုမွေးထားပြီးခိုင်းတဲ့ခါသူတို့ကလန်ကဆန်ပြန်လို့ရင်အခုလိုပဲရရဆက်ဆက်အပြည့်ပေးတတ်ကြတယ်ကွာဟေးဟုတ်လားဒါမျိုးတွေကိုဘယ်လိုလုပ်ပြီးမင်းကသိတာတော့ဟာတတရားလေးငါ့ဘောင်ဘုံကအိဘက်မှာတပတ်ကန်းကတက်တဲ့ပုံကိုကွာဘာဘုံစီကိုအထက်လန်းဆရာကြီးတွေမကြမကြလာပြီးဖူးကြတယ်အဲ့ဒီကကြရင်ဘာဘုံနဲ့ဆရာကြီးတွေနဲ့ပြောကြဆိုကြတဲ့ကိုတွေ့ဖြစ်ဖြစ်တွေကိုငါအမြင်နဲ့ကြားနေကြလေကွာ ဲ့ဒီမှာအေးဟုတ်တာဘောလို့ကျုပ်ကပြန်ပြောလိုက်တယ်ဗျာပြီးတော့ဆက်တွေးနေလိုက်တယ်အိမ်မက်ထဲမှာတွေ့တဲ့ကောင်မလေးကမင်းပြောတယ်လို့တေးရဲ့ပဲဖြစ်ဖြစ်တစီပဲဖြစ်ဖြစ်ကွာသူကမြန်ငုံနေရှာတာကွာဘာပဲဖြစ်ဖြစ်ရအောင်ကဲရမှာပဲတတရဘာတစ်ကိုကြည့်ရတာအိမ်မက်ထက်ကကောင်မလေးချောချောလေးအဖေကိုတော်တော်လေးတနာနေပုံပဲဗျကျုပ်လည်းဘာတစ်ကိုဘာမှပြန်မပြောတော့ပဲခေါင်းမေးညှိပြလိုက်တယ်လာပြင်းနေရောက်တော့ ဘာကြီးရဲ့လက်သမားပစ္စည်းဘုံတွေကစိတ်ကြိုလို့ခေါ်တဲ့တန်ကလော်ပါတဲ့တူလုံးတစ်ချောင်းကိုယူပြီးသတင်းစာဆက်ကူနဲ့ပတ်ထားလိုက်တယ်။ပြီးတော့တန်ဆိုလေးတစ်ချောင်းလေးယူလိုက်တယ်။ရိုက်ထားတဲ့တန်တွေကလေးလက်မှတန်ချောင်းတွေပြ။နဝင့်ကိုမြုပ်နေအောင်ရိုက်ထားတာ။နဝင့်ပေါ်မှာတန်သူကစိတ်ကြုံနဲ့နှုတ်လို့ရမှာလေ။နဝင့်ပေါ်အရင်ဆုံးမကြီးပင်ကအခောက်ကူတန်ဆိုးနဲ့ရိုက်ထုတ်ပြရအောင်ပါဗျ။ဗတ်တကသူ့ဘဘုံကိုရှောက်ပြီးသားဗျ။ဒီညကြုတ်အိမ်မှာအိပ်ပြီးတင်ချာတွေတွတ်မယ်လို့ပေါ့ဗျာ။ ကျောင်းစင်းလေးကဒီကောင်ကျုံနဲ့လိုက်လာတာကျုပ်ပါကြီးကလည်းဘာတစ်ကိုခင်တော့ဘာတစ်လာရင်လှုပ်သဘောကြတာဗျဘာတစ်နဲ့ထိုင်ပြီးအဂရိအကြောင်းနဲ့အင်းအကြောင်းနဲ့ပြောကြတာဗျဘာတစ်ကလည်းသူတို့ကျောင်းကိုရောက်လာတဲ့ဆရာကြီးတွေအကြောင်းသူတို့ပြောပြတဲ့အတွေ့အကြုံတွေအကြောင်းကိုအထက်အထက်နဲ့ဘာကြီးကိုပြောပြတာဗျဘာကြီးကလည်းဒီကောင်ပြောသမျှကိုစိတ်ဝင်စားနားထောင်တာဗျထမင်းစားတော့လေဘာကြီးကကျုပ်တို့ယောက်ကိုအတူတူကြွေးတာဗျဘာတစ်ကလည်းဖုန်းကြီးကျောင်းမှာနေတဲ့ကောင်းဆိုတော့စီးနေကန်းနေနေတဲ့ထိုင်တက်တာပေါ့ဗျာ ညာမို့ချုပ်တော့ကျွတ်တို့နေအောင်အိမ်ပေါ်တက်တက်ပြီးစာလုပ်ကြတာပေါ့ဗျာ။ဘာကြီးအိပ်ပျော်တဲ့တီစောင့်အောင်ပါလေ။ဘာကြီးမကဒိုင်အိုမီးသီးနဲ့ရေဒီယိုကြီးတစ်လုံးရှိတယ်ဗျာ။မဲခင်ဘာကြီးကရေဒီယိုကိုစင်ကပ်ပြီးနားထောင်တာလေဗျာ။ရင်းမြစ်ကြလေးတောက်လိုက်လက်ဖက်လေးစားလိုက်ဆေးပင်းလက်ကလေးဖွာလိုက်နဲ့ဘာကြီးရဲ့စီစိန်ပေါ့ဗျာ။ကိုးနိုင်ထိုးလို့ရေဒီယိုသိမ့်ပြီဆိုတော့မှဘာကြီးကခြေလေးလက်တွေဆေးပြီးစေးတက်စရာရှိတာတောက်သေးတာဗျာ။ပြီးရင်တော့ဖះကိုတည်တည်ချာချာရှ िख ိုးတာ။ ဖះရှိကိုအမြဝေပြီးမြစ်တာပို့ပြီးတော့နောင်ဝေဝေးဆိုတဲ့ကြီးစီတန်လေးထွက်ပေါ်လာပြီးမှဘာကြီးကအဲ့ရဝင်တော့တာဖြို့လူကြီးဆိုတော့ချက်ချင်းအိပ်ပြော်တာမဟုတ်ဘူးတော်တော်ကြမှာဟောက်တန်ကြီးထွက်လာတာဘာကြီးအိပ်ပြော်သွားပြီဆိုတော့မှကျုံနဲ့ဘာတစ်ကတူနဲ့တန်ဆွယူပြီးအောက်ထက်ကိုဆင်းလာကြရတာဘာကြီးမလို့အောင်ခြေတော့ကိုဖွာနေပြီးအိမ်တကားတော်ရီဖွင့်ကြပြန်ပိတ်ကြပေါ့ဗျာကျုပ်တို့အပြင်ရောက်တော့စိတ်ငနေဖြစ်သွားတယ်အေးတော့တော်တော်အေးနေပြီပဲဗျာ ဒီညမှာမှမြောက်လေကလည်းအဆက်မပြတ်တိုက်နေတော့တာဗျ။ဗတ်တီရောကျုပ်ရောအနုရဲလေးတွေတော့ဝစ်ထားကြပါလေ။နေဦးသားမြို့ရှိဘက်ကိုခတ်တတ်သူရှောက်ခဲ့ကြတာပေါ့ဗျာ။လမ်းတွေပေါ်မှာလူသူလေးပါအရေးရောက်တော့မရှိတော့ဘူးဗျာ။အချိန်ကလည်းည7:00နာရီလောက်ရှိနေပြီလေဗျာ။တိုက်ပြက်ကြီးရှိတဲ့ခြံကြီးရှိကိုရောက်တော့ကျွတ်လို့နေအောင်ပန်ဝန်းကျင်ကိုအကက်ခတ်လိုက်တယ်။ဟာလူ၃ယောက်ပြုဒီဘက်ကိုရှောက်လာနေကြတယ်။ရှောက်ပုံကရိုက်တိရိုက်တိုင်းနဲ့ဗျာ။ ဒီလူတွေအဲ့ရမူလာတာလို့ပဲကြုံတွေ့လိုက်တယ်။ကျွတို့နှစ်ယောက်ကိုမမြောင်လို့ချန်ပြက်ကြီးတဲ့မြေမြန်ဝင်ပြီးဂျုံဘူကြီးတွေကြားမှာဗတ်တင်းနဲ့ဂျုံနဲ့ပုံနေလိုက်တယ်။အဲ့ရမူလာတဲ့လူတွေတဖြည်းဖြည်းနှီးလာပြီဗျို့။ဟဲ့အောင်ဖုန်နီငါကုနာကဒီနားမှာကောင်းလေးနှစ်ယောက်လှမ်းမိလိုက်တယ်ကွာ။အခုမတွေ့တော့ဘူး။ငါတော့မမြင်မိပါဘူးအောင်ဘူးရ။မင်းမို့နေလို့တင်းအောင်တင်မားတွေဖြစ်တာနေမှာပါကွာ။ မင်းကတော့ဘယ်မြင်မလို့ဖုန်းနေရဲ့။ကောင်းကြီးအောက်ဆိုင်ပြီးရှောက်လာတာလေကွာ။ဟဲ့အောင်ဒူးရှင်မင်းရောကောင်းလေးနဲ့မြင်လိုက်လား။အေးငါလည်းမြင်လိုက်တဲ့ထင်နေကွာအောင်ကွာ။ဟာမင်းဟာကလည်းမြင်လဲမြင်နေပေါ့ကွာမမြင်လဲမမြင်ဘူးပေါ့။အခုဟာမြင်လိုက်တဲ့ထင်နေဆိုတော့ဘာလဲကွာမင်းဟာက။ငါပြောတာမြင်တော့မြင်လိုက်တယ်။ဒါမဲ့အယုံမထားမိတော့မေ့သွားပြီလို့ပြောတာပါကွာ။ ဒီကောင်လေးနှစ်ယောက်ဒီ channel ကိုဝင်သွားတာထင်တယ်ကွာဖုန်းကြီးကကျုံနဲ့ဘာတိလဲလှုပ်တော့မလို့ရဲပဲငြိမ်နေရတာပေါ့ဗျာဟဲ့ကောင်အဟုတ်ရကောင်းလေးညောက်ကဒီ channel ကိုဘယ်လိုလုပ်ပြီးဝင်ရဲမှာတုန်းကွာပတ်စံအပေါင်းလဲပြေးမယ်ဆိုရင်တော့ဝင်ရဲမှာမဟုတ်ဘူးဖုန်းကြီးပြောတာဟုတ်တယ်ကွာဒီလောက်တရေချောက်တဲ့ချမ်းကြီးတွေကိုဒီချိန်မပြောနဲ့နေခွင့်ပဲလွတ်နေတော့ဘယ်သူမှမဝင်ရဲဘူးဒီလူတွေကချမ်းရှင်းမှရက်ပြီးပြောနေကြတာဗျာ မင်းတို့ပြောတာဟုတ်တော့လည်းဟုတ်ပါတယ်ကွာဒါမဲ့ငါမြင်လိုက်တာလေတကယ်မြင်လိုက်တာကွာဒါဆိုရင်လေလူမဟုတ်လို့ပျောက်သွားတာပေါ့ကွာလူဆိုရင်တို့နဲ့မျက်နှာချင်းဆိုင်တွေ့မှာပေါ့အောင်ဘူးရအေးငါလည်းအဲ့ဒါပဲတွေ့နေတာကွာနှုတ်နေပေါင်းမင်းတို့နေရာကိုဒီချန်ကြည့်ရရဆိုရင်တော့သိကြလားတရေ၆တဲ့ဆိုတော့ပဲသိတာပေါ့ကွာရာဇဝင်တွေဘာတွေတော့ဘယ်သိမှာတော့အေး ဒါဆိုရင်မင်းတို့ငါပြောပြမယ်။ဟာဟဲ့အောင်ခုမပြောနဲ့ကွာတော့မယ်။ဒီချိန်ကြီးဒီချိန်ရှိမှလာပြီးတော့ဒီချိန်ရဲ့ရာဇဝင်ပြောမယ်ဆိုတော့အထက်ကတည်းကဖိတ်ခေါ်သလိုဖြစ်နေမှာပေါ့ကွာ။ပြီးတော့မင်းသိတယ်ဆိုတာလေသူများပြောတာတွေမှတ်ထားတာမဟုတ်လား။ဟဲ့ကောင်ဒူရှိငါကဒီအင်ကြီးကလူတွေနဲ့ဆွေမျိုးတော်တယ်ကွာ။သူများပြောတာတွေလည်းမဟုတ်ဘူး။ငါအဖေပြောတော်တာကွာ။အဖေမသိခင်က ငါ့ကိုဒီเจ้าနေအကုန်ပြောသွားတာကဲမင်းတိတ်ပြောချင်တယ်ဆိုတော့ပြောကွာစောစောကယူရတဲ့ပလင်းတွေကလက်ကြံလေးတော့ဖျက်လိုက်ရအောင်ကွာဟာဒီလူတွေတော်တော်နဲ့တောမဲ့ပုံမပေါ်ဘူးယုတ်မတ်တဲ့ရက်လက်ကနေအရက်ပလင်းကိုတယောက်တည်းလဲမော့နေကြတာဗျတယောက်တည်းလဲထတ်တော်ရင်းနဲ့မူးတဲ့မူးလာကြတော့တာပေါ့ဗျာဒီခြံကြီးထဲမှာနေတဲ့သူတွေကအမျိုးဆိုင်ငါတို့ဘိုးလေးတော်တယ်ကွာ ဒိုဘိုးရဲ့ညီတော်တာနာမည်ကဥပေါ်များတယ်ကွာသူမိမကဒေါ်လာတင်နေသူတို့မှာတားနေရောသမီးတယောက်ရှိတာဥပေါ်များရောဒေါ်လာတင်ရောကနှစ်ဖက်စလုံးကအမွေတွေရထားတာရာဆိုရင်လက်ညှိုးထုတ်လို့မလွဲဘူးလေသူတို့ຢ່າရေးကြည့်ပဲဘဲရွာမှာတော့အဝွေမြို့အရှိဘက်ကဘိုးစိန်တို့တင်မလဲတို့တိုင်းကျိုးတို့ဘက်မှာသူတို့ຢ່າရေးကြည့်ပဲကွာ တကယ်မြေရှင်ရာရှင်ကြီးတွေပေါ့ကွာအမွေရတဲ့ရွှေတွေဆိုတော့လေဘဏ္ဍပိတ်တံမန်ကိုမသိတော့တာလေဟေ့ဒူဘူလေးဥပ္ပုံများကတော့ပြည်စည်းဥစ္စာပေါ်မှာတိတ်ပြီးမတွက်တာလာဘူးတဲ့ကွာဘိုးလေးမိမဒေါ်လာတင်ကတော့လောဘလွတ်ကြည့်တာလေဟေ့ဒေါ်လာတင်ကအသက်50လောက်မှာတေးသွားတာလေကွာဒေါ်လာတင်သေးတော့ဥပ္ပုံများကနောက်ရင်တော့ပြုတ်တယ်ဒီတော့မှဒေါ်လာတင်မကြုံမလို့ဖြစ်နေတာကိုဘိုးလေးကသိတော့တာလေ ေါ်လာတင်ကဒင်းကြီးကိုဆွဲလန်းတော့ရောသူ့ပစ္စည်းဥစ္စာတွေကိုဆွဲလန်းတော့ရောဆိုတော့တရေမကြီးဖြစ်နေတာလေကွာဒါကိုဘယ်သူမှမသိကြဘူးဥပ္ပေါများနောက်ရင်တော့ပြီတော့မှသူ့ရဲ့လက်ဝတ်လက်စားတွေကိုဥပ္ပေါများကနောက်မွေးမကိုစင်တဲ့ဟေ့ဒီတော့မှတရေမကဒေါသပုံထားပြီးတောင်းညံ့တော့တာဆိုပဲတိန်လုံးဘယ်သူမှကိုကောင်းကောင်းအိပ်ရတယ်လို့မရှိပဲဘုံတိုင်းကျင်းနေတာလေဘုံကြီးတွေပင်ဆရာတွေပင်တော့လေမရဘူးတဲ့ကွာ နောက်ဆုံးတော့ဒီရင်ကြီးကိုဒီတိုင်းပြစ်ထားခဲ့ပြီဥပ္ပောမြတ်ကသူ့ဒုတိယမိန်းမနဲ့သာသမီ၃ယောက်ကိုခေါ်ပြီးရန်ကုန်ကိုအပြစ်ပြောင်းသွားတာတဲ့ဒီရင်ကိုတောက်တော့မလာတော့ဘူးဆိုပဲကွာဒါဆိုရင်ဒီ channel မှာ၆တယ်ဆိုရင်တေးရကတေးရမှာပေါ့အမှုရဆွေမျိုးဆက်ရင်မင်းရဲ့ဘွားလေးတောင်တောနေတာပဲဒီ channel မှာပစ္စည်းတွေပါလေမြုပ်ထားတာမရှိဘူးလားလို့သွားမေးကြည့်ပါလားကွာမင်းကိုမင်းဘွားလေးတေးရမှာကချင်းချင်းမှာပေါ့ ပစ္စည်းလေးပါလေနည်းနည်းပါပါပင်းမင်းချောင်းနေတာဘို့အောင်ဘူးရတော်စမ်းမှာဖုန်းနေရပစ္စည်းတောင်းဖို့နေနေတတ်တာသူတောင်ဘယောက်တော့မှမသိတော့ဘူးကွာအေးဟုတ်လားဘာဖြစ်လို့တုန်းသူ့လင်နဲ့သူသားသမီးတွေပြောင်းသွားပြီးတဲ့နောက်မှာတော်တော်ကိုစိုးပြီးရဲရဲစမ်းကြီးဖြစ်သွားတာလေကွာဟာဟုတ်လားအောင်ဘူးရဘာလို့လုပ်လို့တုန်းဘာလို့ရမလဲဒူးရှီရဒီ channel ကိုဝင်လာတဲ့သူမတ်သမီးကို ချောက်လန်လွတ်တော်တာလေကွာနေခင်းကြောင်တော်မှာတော့ကြောကုတ်ကိုအုပ်ဝင်နဲ့ရိုက်လို့တာကွာအရင်တုန်းကဒီချန်ထဲမှာပန်းပင်တွေရှိတယ်ပန်းပွင့်လို့ဝင်းခူးတဲ့လူတွေတော့မပြေးရတဲ့လူတယောက်မှကိုမရှိဘူးတယ်ကွာဟာတော်တော်ဆိုးပါလားကွာအေးတချို့ဆိုရင်ကိုထင်ပြပြီးချောက်လို့နှာရီဘာတွေမနဲ့နှိုက်ယူရတာရှိတယ်ကွာကိုထင်ပြတော့ဘလို့ပုံစံရှိတယ်လို့ဟာဖုန်းနေရဲ့ တရေပါဆိုမှကြောက်စရာကြီးပေါ့ကွာငါအဖေပြောတာကတော့ तू နဲ့တည့်ရလူတယောက်တရေတီးတွေဝင်ပြီးခူးတာဘယ်ကွာမှရက်နေတယ်တရေမကိုတွေ့လို့တန်းပြရတာဆိုပဲကွာအဲ့လူပြောတာကတော့စပင်ကြီးဖားလျာချထားတာဒူကောင်းတော့ကြော်ရတဲ့ဟေးအေးကြီးကဆယ်ပေကြော်လောက်ရှိတယ်လေခေါင်းကြီးကလည်းအကြီးကြီးတယ်ကွာမျိုးလုံးကြီးတွေနီးရဲ့ပြီရှာနေနေကြီးကတွဲလောင်ကြနေတာတရောင်တော့ရှိရတယ်ကွာဝတ်ထားတဲ့အဝတ်စားတွေကလည်းစုပ်ပြတ်တက်နေတာတဲ့ ဒီလိုလဲတကြူတွေတောင်းနေပြစ်ချပြီးတန့်ပြီးတာအိမ်ရောက်တော့တတိလစ်သွားလို့မနေ့ကနှာနဲ့ယူရတာလေကွာဒါဆိုရင်မင်းဘွားလေးတည်မှာအခုလဲဒီနေမှာရှိမှာပေါ့အောင်ဘူးရချန်နဲ့ဝင်ပြီးဘွားလေးဒေါ်လာတင်လို့တခုနှခုလောက်ခေါ်ကြည့်စမ်းပါလားအောင်ဘူးရအောင်ဘူးဆိုတဲ့လူကိုသူ့ငွေချင်းကနောက်နေတာဗျနောက်ပိုင်းတော့မချောက်တော့ပါဘူးကွာငိမ့်သွားတယ်လို့ပြောတယ်အေးလေကျွတ်လို့သွားလို့ရှိမှာပေါ့ကွာ ဘဲကကျွတ်လို့ရမှာတော့ဖုန်းနေရတာတောင်းညက်လာလို့ဆရာကြီးတယောက်ကိုပင့်ပြီးလှုပ်လိုက်ရတယ်လို့ပြောတယ်ဟာဟုတ်လားဘလို့တောင်းညက်လာတာတဲ့တော့ကသူတို့ຢာတွေရှိတဲ့စောစောကပြောတယ်ဘိုးစိန်တို့တင်မလဲတို့ဘက်မှာကလေးတွေတယောက်ပြီးတယောက်တေးတာတဲ့ကွာဟာဒီတည်းမှာလောက်တယ်လားအေးဟုတ်တယ်တေးတဲ့ကလေးတွေမှာဥရိအသေးတွေမရှိတော့ဘူးလေကွာတေးမှာကြီးနှုတ်စားသွားတာလေဟာ လေးတွေစရိုက်သေးလာတာများတော့အင်မတန်မှအစွန့်ထက်တဲ့အထက်တန်းဆရာကြီးတယောက်ကိုတော့ပြီးပင်းရတယ်ဆိုပဲအဲ့ဒီဆရာကြီးကမိတယ်တဲ့ပရမဆုံးတည်တဲ့ကလေးမြုပ်တဲ့နေရာကိုတည်သလားအတော့သူတို့ကတည်ပါတယ်ဆရာကြီးလို့ပြန်ပြောတယ်ဒါဆိုရင်အခုချက်ချင်းတော့ပြီးပြန်ဖော်လိုက်ပြီးရင်အဲ့ဒီကလေးအလောင်းကိုမင်းကြီးကိုလိုက်ပြီးတော့တည်တည်ချာချာတကြွကြအယုံမချန်စင်နဲ့ပြာကြောက်အောင်တကြွလို့ပြောတယ်တဲ့ရွာသားတွေလည်းအဲ့ဒီဆရာခိုင်းတဲ့အတိုင်းလုပ်ကြတာလေကွာ ပြီးတာနဲ့ဆရာကြီးကငွေပြားမှာအင်းချပြီးလက်ဖွဲ့ကျိုးတွေထိုးတာလေကွာရွာထဲမှာကြံနေတဲ့ကလေးတွေကိုလယ်ဘေးမှာလက်ဖွဲ့လေးတွေအ мян ချီခိုင်းနေဒီတော့မှကလေးတွေအသေးပြောက်ရက်သွားတာလေဟေးဟာတော်တော်ဆွမ်းတဲ့ဆရာကြီးပဲကွာမပြီးသေးဘူးကွာအဲ့ဒီဆရာကြီးကဒီခြံကြီးတဲကိုရောက်လာပြီးတော့ဘလို့အစီအင်းတွေလုတ်သွားလေတော့မသိဘူးကွာအဲ့ဒီနောက်ပိုင်းဒီခြံကြီးမှလည်းအချောက်လန့်တွေမရှိတော့ဘူးတဲ့ဒါဆိုရင် ဒီတည်းမကိုနှိမ့်ထုတ်လိုက်လို့ဖြစ်မှာပေါ့ကွာဖြစ်နိုင်တာဗောဒုရှိရကဲကဲပလင်းနဲ့မှာအရေးကြံသေးလားမကြံတော့ဘူးလေကွာမင်းပြောတာတွေနားထောင်ရင်လည်းတောက်လိုက်ကြတာကုန်းသွားပြီကွာဟာဒါဆိုရင်လည်းတွားကြရအောင်ကွာတယောက်ကအိမ်ပြန်ဖို့သတိပေးပြီးရဲသမားသုံးယောက်ပြန်ချတွားကြရုပ်ပြုဒီတော့မှဘာတိနဲ့ကြုတ်လဲလှုပ်လို့ရတော့တာပေါ့ဗျာဘာတိ ဟိုလူသုံးယောက်ပြောသွားတာကြီးကြားလားအေးကြားတယ်ကွာဒီလူပါပဲကွာအเจ้าတို့ခုခုရရင်လူတွေကချက်ကပြီးပြောကြတာပဲတတရကဲကဲငါတို့လှုပ်ဆကြမယ်ကျုပ်ကလာကိုမော့ကြည့်တော့မွတ်တက်နေပြီဗျမနေ့ကနေကင်းကလေးကကြည်ထားတာဆိုတော့မကြည့်ပင်ကြီးရှိတဲ့စီကိုကျွတ်တို့နှစ်ယောက်တန်းပြီးလာနေတာပေါ့ဗျာကဲဘာတဲ့တန်းစုံးနဲ့တူငါ့ကိုပေးဘာတဲ့ကဒီအတွေ့အကြုံတွေတိတ်မရှိဘူးလေဗျာကျုပ်ကတော့ရွာမှာ အိမ်မိုးလည်းပါထုတ်ရောက်ဒိုင်းများတင်လည်းပါဆိုတော့သူလည်းကြိုက်တဲ့ဆိုလည်းကြိုက်တတ်တာပေါ့ဗျာပထမဆုံးတန်ကောင်းတွေပေါ်လို့လိုက်ပေါ်ရတာပေါ့ဗျာတန်တွေကနဝိမြောက်အောင်ရိုက်ထားတာဆိုတော့နှစ်တွေကြာလာတာနဲ့အမျှတိတ်ခေါက်ကလည်းအပွေတက်လာတာပေါ့ဗျာဘေးဘက်လေကတိတ်ခေါက်တွေကိုတန်ဆိုးနဲ့ရိုက်ပြီးခွာလိုက်တော့မှတန်နှပွင့်တွေပေါ်လာတာဗျာကဲဗတ်တိအောက်ဆုံးနဲ့ဘေဘဆွန်းကအချောင်းကစပြီးနှုတ်မယ်နော်အေးဟုတ်တယ်နှုတ်နှုတ်ကျုပ်ကစပြီးနှုတ်ပြီ တော်တော်နှုတ်ရတာဗျတန်ကြီးတွေကလေးလက်မတန်တွေပြီးတော့ရိုက်ထားတာကနှိမ့်ကြပြီဆိုတော့အသားထဲမှာကိုက်နေပြီဒါကတစ်သားမှရိုက်တာမဟုတ်ဘူးလေဗျာတစ်ပြင်မှရိုက်တာဆိုတော့အပင်ကတစ်သားကအမြဲရှင်တန်းနေတာဆိုတော့တန်ကအထဲမှာကိုက်နေတာဗျာကျုပ်ပြီဗျို့ကျုပ်ပြီတချောင်ကျွတ်လာပြီနောက်တချောင်နောက်တဲ့တချောင်ပိုးပြီးမြဲလာတယ်ဗျာသူ့သဘောကိုတိသွားတော့နှုတ်တက်လာတယ်အောက်ဆုံးလန်းကတုံချောင်ပြီးသွားပြီကျုပ်ဆက်နှုတ်တယ် အဖေါ်ကနှစ်ချောင်းနှုတ်ပြီးသားတွေကိုဗတ်တစ်စီပေးထားတယ်ဗတ်တစ်ကတိတိကျကျကိုင်းထားတယ်ဗျာအားလုံးငါးချောင်းရှိသွားပြီကျုပ်ကအဖေါ်ကနောက်ထပ်နှစ်ချောင်းကိုထပ်ပြီးနှုတ်တယ်အားလုံးခုနှစ်ချောင်းရှိသွားပြီရှစ်ချောင်းနဲ့တန်ကိုကျုံနှုတ်တယ်တတော်ကိုကိုက်နေတာဗျမနေ့ကအားဆိုင်ပြီးနှုတ်ရတယ်ရပြီရှစ်ချောင်းဗတ်တစ်ကသူ့လက်ထက်ကတန်တွေကိုရေးကြည့်တယ်တတ်တယ် ရှင်းချောင်းရှိပြီကွာတချောင်းမဲ့လူတော့လေနောက်ဆုံးချောင်းနဝမမြောက်တန်ပေါ့ဗျာကျုပ်ကတန်တူကိုမြောက်ပြီးတူမပါတဲ့တန်ကြော်လေးနဲ့တန်နဝင့်ကိုချိတ်လိုက်တယ်အဲ့ဒီချိန်မှာပဲတမိုးဟုံးနဲ့အတန်တွေထွက်လာတယ်ဗျာဟာရုပ်ရည်ကြီးလေးတွေစောင့်တိုက်လိုက်တာကျုပ်ရောဘတ်တီရောနောက်ကိုတလန်လောက်လွင့်သွားပြီးပေတံရက်တွေလဲကျသွားကြတာဗျို့တော်သေးတာပေါ့ဗျာချုပ်ဖို့တွေရှိတယ်မနာဘူးပေါ့ဗျာဟာ မမဖဲဟောကွာတတရဟေးမမတို့မမတို့ကပါတယ်မမကြည့်မအောင်မရက်နေတယ်မင်းမင်းနဲ့ငါ့ကိုစိုက်ကြည့်နေတယ်ကွာမင်းကြည့်မလားအေးကြည့်မယ်ပါတကကျုပ်လက်ကဝိကိုကိုင်းလိုက်ပြီးပြောနေဗျာစေတော်ဆောင်ကြီးတတိကိုအမြင်ဖွင့်ပေးပါဗျာဟာမြင်ရပြီဗျို့မြင်ရပြီမဖဲဝါကြီးကဖြူဖြူရေကြီးလိုပဲဗျာ ကျုပ်စိတ်တင်တော့အမြင့်ဆဲပေးကြောက်မဲ့ထင်းတယ်။ငါဖက်ဝါကစိတ်ဆုံးနေတယ်ပုံမဲ့ဗျာ။အတန်ကြီးကလည်းအကွက်ကွက်ကြီးဗျာ။ဒါမင်းတို့စော့စီရလားဂုံလေးတွေ။စစစစော့ရမဟုတ်မဟုတ်ပါဘူးဗျာ။တနာစရာကောင်းနေကောင်းမလေးရ။သူသူကဲကဲပေးပါလို့ငိုပြီးလာပြောလို့တနာပြီးလာခဲ့တာပါ။ဘာတစ်ကလည်းအထက်အထက်နဲ့ပြန်ပြောတယ်ဗျာ။ တက္ကသိုလ်ကောင်းလာလေဟုတ်လားဒီမှာကြည့်လိုက်ကြစမ်းမဖေဝကမကြီးမင်းရှိမှသူ့လက်ကိုရဲလိုက်တယ်ဗျာဟာမကြီးမင်းကြီးပျောက်သွားပြီတရဲမကြီးဗျာစပင်ဖားလျာကြီးနဲ့အရဲကြီးကလည်းအရှိကြီးဗျာမေလုံးကြီးတွေကနေရပြီလက်ဖက်ပကံအရွယ်တော့ရှိမယ်ဗျို့ကိုမဝစ်ထားတဲ့အဝတ်တွေကစုပ်ပြတ်ကျနေပြီပါဇက်ကြီးတွေကတပေလောက်ရှိတဲ့ရှာနေနေကြီးဗျာတွဲလောင်းကြီးကျနေတာဗျာ တိတ်ဆိုးတဲ့ကောင်းမကလေးတွေကိုတတ်ပြီးဂလိစာရီနှုတ်စားတဲ့တေးမအစတော့ကဒီအိမ်ရဲ့ပိုင်ရှင်ပဲဒါကြောင့်ပရမတ်ဆရာကြီးကတန်ကိုကြောင့်ရိုက်ပြီးဖမ်းထားတာသိပြီလားအခုချက်ချင်းတန်တွေပြန်ရည်ဘတ်တစ်ကလန့်ပြီးကျုပ်လက်ကိုလွှတ်ချလိုက်တယ်ကျုပ်ဘာမှမမြင်ရမကြရဘူးဗျဘတ်တစ်တန်တွေပြီးငါဘာမှမမြင်ရဘူးတစ်ပြင်မြင်ရတာငါတော့ရိုက်မယ် ဟာဟာမဟုတ်တာကွာနှစ်ယောက်တူတူသွားမယ်ကျုပ်ရောဘတ်တီရောလဲနေရကနေထပြီးမကြီးမကြီးစီကိုတွားကြတာပေါ့ဗျာကျုပ်ကတော့ဘာမှမမြင်ရတော့မကြောက်တော့ဘူးပေါ့ဗျာဘတ်တီကတော့မဖဲဝါရောမကြီးမီမှာချုပ်ထားတဲ့တရဲမကြီးကိုပါမြင်နေရတော့ကျုံတော့ကတွန့်စွတ်တွန့်စွတ်နဲ့လိုက်လာတာပေါ့ကျုပ်ကတန်တချောင်းယူပြီးနှုတ်ထားတဲ့အပေါက်မှာအရာအတိုင်းရိုက်သွင်းလိုက်တယ်တချောင်းပြီးတော့နောက်တချောင်းနောက်ထပ်တချောင်းဟာ ကျုပ်မစက်ကအတန်တော်ထွက်သွားတယ်ဗျို့တွေးတွေတွေးတွေဗျာကျုပ်တန်ရိုက်တဲ့နေရာကနေပြီးတွေးတွေစီးကြလာတာဗျို့ဟာဘာဖြစ်ပြီကွာကျုပ်တန်ဆက်ရလိုက်တယ်နောက်တစ်ချောင်းနောက်ထပ်တစ်ချောင်းတိတ်ဆိတ်နေတဲ့ပန်ဝန်းကျင်မှာကျုပ်တန်ရိုက်တဲ့အတန်ကအကျဲ့ကြီးမီးနေတော့တာပေါ့ဗျာကျုပ်ဆက်ရိုက်တယ်တစ်ချောင်းပြီးတော့နောက်ထပ်တစ်ချောင်းပြီးပြီဗျာပြီးပြီ ျုပ်နှုတ်ထားတဲ့တန်ရှစ်ချောင်းကိုပြန်ရဲလိုက်ပြီးပြီ။နော်ဝင်မမြောက်တန်ကကျုပ်ထီတော့မထီရသေးဘူးဗျ။တတိလက်လားမဖဲဝကတော်တော်လို့ပြောနေတယ်ကွာ။ဘာတိကစကားထည့်ရတဲ့အထဲကျုပ်ပြီးတုံးနေတော့အတန်တွေပါတုံးနေတာဗျ။ဒီကောင်ဘာတွေပြောနေရလဲဆိုတာကျုပ်ပြင်မင်းကိုနားထောင်ယူရတယ်။ဟေးအေးတော်မတော်မေတာတိပဲဗျာ။ဒါမျိုးကတော့လှင်ပြီးသားပါဗျာ။ ချုပ်ပိုးတွေကတူပြီးပြေးထွက်လာတာလမ်းမဘော်ကိုချက်ချင်းရောက်လာရုံတို့တံမီးတဲ့အောက်ကိုရောက်လို့ကြောက်ကြည့်လိုက်တော့ဘာတင်မျက်နှာဆိုတာကြောက်လန့်ပြီးတော်တော်ကိုပြက်နေတာဗျို့ကျွတ်လို့နေအောင်ခက်တက်တော့ရှောက်လာလိုက်တာစောင်းနေကြီးမှချွေးတွေပြန်လို့ဗျာဘာတင်မင်းတော်တော်ကြောက်သွားလားအေးဟုတ်တယ်ငါတော်တော်ကိုလန့်သွားတာကွာမဖဝတ်ဘူးငါမကြမကြမြင်မှုပါတယ်ဒီလိုစိတ်ဆိုးတာမျိုးတခါမှမမြင်ဘူးကွာ ငါ့ကိုလိမ်ပြီးအိမ်မပေးတဲ့တင်းမကြီးကလည်းကြောက်စရာကြီးကွာမင်းရောမကြောက်ဘူးလားတတ်ဒီဟာဟာကောင်ရမကြောက်ခဲနေပါမလားကွာတကယ်လို့ရှိသည်မအမွှေးတွေထောင်းပြီးအသားတွေတဆက်ဆက်တုံးသွားတာကွာနောက်မှကိုယ်စိတ်ကိုမနဲ့ထိမ့်ပြီးတန်တွေပြင်းရဲလဲရတာမဖဲဝါသားအချိန်မီရောက်မလာရင်ဟိုတင်းမကြီးကမင်းနဲ့ငါ့ကိုတတ်ပြီးစားရင်စားမှာတော့ဗတ်တယ်အေးကွာစားရင်စားမှာကွာအရင်တမားတွေပြောတော့တာတကယ်အမှန်တွေပဲကွာတတ်တရား အေးဟုတ်တယ်ပါတယ်ဟုတ်တယ်အင်းရောက်တော့ဘာကြီးမသိအောင်အိမ်ထဲဝင်ပြီးအိတ်ကြောက်တော့ဗောဗျာဒါပေမဲ့ဘိုးသာလင်းသွားရောတချက်မှကိုအိတ်မပြော်တော့ပါဘူးဗျာအားလုံးကိုသူ့ပြင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်အခုဇာတ်လမ်းလေးကိုပြီးဆုံးသည့်တိုင်အောင်နာတော်တာဆင်ပြေးတယ်လို့နောက်ပုတ်ကျွေမှာလည်းယခုကဲ့သို့ပြီးဆုံးသည့်တိုင်အောင်နာတော်တာဆင်ပြေးပါအောင်လို့မြစ်တာရက်ခံတောင်းဆိုကြရတယ်ခင်ဗျာအားလုံးပဲကိုစိတ်နေပြန်ကြမ်းမှချမ်းသာကြပါစေခင်ဗျာ